အပြည့်စည်အသေးပြောက်အဆုံးချုပ်မှုအများဆုံးငလင်တွေကစကိုင်းငလင်ကြောပေါ်မှာပဲလှုပ်ကြပါတယ်အဲ့လိုလှုပ်တဲ့အခါမှာပြည့်စည်များတဲ့အကြောင်းတွေရှိပါတယ်စကိုင်းငလင်ကြောမှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါတယ် shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လှုပ်တဲ့ဘူဒနာဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာပြည့်စည်များတတ်ပါတယ် စကိုင်းငလင်ကျော်မှာလှုပ်သမျငလင်တိုင်းဟာအနက်တိမ်ပါတယ်အဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားကအ ਨੇ ဆုံးခုနှစ်ကျော်သွားမယ်ဆိုရင်တော့ဒါအပြည့်စည်းများတာပါပဲအပြည့်စည်းများတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကျော်ပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးဟာထူထပ်ဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေဟာစကိုင်းငလင်ကျော်ပေါ်မှာပဲတည်ထားခဲ့ပါတယ် မန္တလေးအမရပူရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်းအလုံးနေရာစကိုင်းကလင်ကျောပေါ်မှာရှိပါတယ်လူရည်ကလည်းထူတတ်ပါတယ်အဲဒါကြောင့်အပြည့်စည်အများဆုံးကလင်ကတော့စကိုင်းကလင်ကျောဖြစ်တယ်အဲ့ဒီစကိုင်းကလင်ကျောရဲ့ငလင်ကြီးတစ်ခုလို့ပေါ့ရတန်ပီရီကလည်းအများကြီးကျော်လွန်နေပြီဒီချက်က